နော်ဖိုရီတာပြဿနာကြောင့်မခေါ်နိုင်မပြောနိုင်ဖြစ်နေကြပြီဖြစ်တဲ့လွမ်းပိုင်နေနန်းစုပရိသတ်များလုံးမမင်္ဂလာပါရှင့်ရက်ွက်မီဒီယာကနေပြန်လဲကြိုးစို့လိုက်ပါတယ်ဒီကနေ့ရပိုင်ကဖြစ်ပေါ်သွားခဲ့တဲ့လွမ်းပိုင်နဲ့မချောသုံးယောက်တို့ပြဿနာမှာနော်ဖိုရီတာတယောက်ပဲပြဿနာတက်ခဲ့တာမဟုတ်ပါဘူး။သူမလူမျိုးပဲအရင်တယောက်ဖြစ်နေခဲ့တဲ့နန်းဆွေဒီဆိုကလည်းအခုချိန်ဒီလွမ်းပိုင်ကိုမခေါ်နိုင်မပြောနိုင်ဖြစ်နေခဲ့ကြောင်းပေါ်လင်းထင်ရှားနေခဲ့ပါတယ်။ လွမ်းမိုင်ကအရင်73နှစ်ကျော်ကြာလက်တွဲခဲ့တဲ့သူ့ရဲ့ချစ်သူကောင်မလေးတစ်ထက်ကိုမေတ္တာအကျွေးတွေဆက်ချင်နေဆိုတဲ့အကြောင်းပြချက်နဲ့သူနဲ့ခိုးစားခဲ့တဲ့ဇလန်းကို ဖော်ထုတ်ခဲ့တာဖြစ်ပါတယ်။ထထရဲ့နာမည်တက်ပြောပိုင်ခွင့်မရှိအမည်ရတဲ့တခြင်းအောက်မှာသူကတော့ဘသူဆိုတာကိုနာမည်တက်ပြီးတော့ပြောပြခဲ့တာဖြစ်ပါတယ်။ ဒီလိုမျိုးပြောပြလာတဲ့အချိန်မှာတနိုင်ငံလုံးမှာအတော်လေးပွက်လွှဲရိုက်သွားခဲ့ပြီးတော့အဓိကတရားခံဖြစ်တဲ့ Nova Yatta ရဲ့အကြောင်းတွေကပေါ်လင်းလာတာဖြစ်ပါတယ်။ဒါပေမဲ့ Nova Yatta နဲ့ခိုးစားခဲ့ပါတယ်ဆိုပြီးတော့သူကိုယ်တိုင်ဝန်ခံခဲ့တဲ့အချိန်မှာတော့လက်ရှိမှာတွဲနေတဲ့မမနန်းဆွေတီဆိုနဲ့လည်းပြဿနာတွေတက်သွားခဲ့ရပါတယ်။ နန်းစွေဒီဇိုနယ်ကလက်ရှိမှာတရဝင်တွဲနေတယ်လို့ဖြစ်နေကြတာဖြစ်ပေမယ့်နှစ်ယောက်သားကငင်းဆန်နေခဲ့ကြပါတယ်။ဒါကလည်းလွမ်းပိုင်ဘက်ကနေပြည်တနာတွေဖြည့်ရှင်းလို့မပြီးသေးတာကြောင့်နောက်ပြီးကျမှတွဲမယ်ဆိုပြီးချွေးသိမ့်ထားခဲ့တာဖြစ်ပါတယ်။ဒီလိုပြောခဲ့ပြီးရဲ့နောက်ပိုင်းမှာတော့ပြည်တနာအကြီးကျယ်တက်ပြီးတကယ်တမ်းသူမနဲ့လည်းတရဝင်တွဲမလာတဲ့အတွက်နန်းစွေဒီဇိုကတော့စိတ်ကောက်သွားခဲ့ပါပြီ။ဒါကြောင့်သူတို့နှစ်ယောက်နေနေပွဲအခမ်းအနားတစ်ခုမှာလုပ်ငန်းရှင်တွေဘက်ကဖိတ်ကြားလို့သာအတူတက်ရောက်ခဲ့ရပေမယ့်မခေါ်နိုင်မပြောနိုင်အောင်ဖြစ်နေခဲ့ရပါတယ်။ရန်ကုန်မြို့မှာကျင်းပခဲ့ တဲ့အဆိုပါပွဲအခမ်းအနားမှာဆိုရင်လွမ်းပိုင်တဲ့နန်းဆွေလီဆိုတော့ပါဝင်တခြားနှုတ်ပညာရှင်များစွာတက်ရောက်ခဲ့ကြပါတယ်။အရင်ကဆိုရင်နှစ်ယောက်သားကနေကတ်စွာနဲ့အတူနေပြီးတော့ကန်ဆက်နေကြပါပဲ။အခုကတော့ကန်တွေရေဆက်တွေမဆက်တော့ပဲဝေးကွာသွားခဲ့ရပါပြီ။ နှစ်ယောက်သားအတူမထိုင်ခြင်းတဲ့အတွက်နေဝင်းကိုကြားကနေထိုင်ခိုင်းထားခဲ့ပြီးတော့ဟိုဘက်ကြီးပဲလှည့်ပြီးစိတ်ကောက်နေခဲ့ကြတာဖြစ်ပါတယ်။ဓာတ်ပုံနဲ့အတူတွေ့ရတဲ့အခါမှာလဲသူတို့နှစ်ယောက်ရဲ့ဇုံတွဲပုံထွက်မလာတော့ဘဲနဲ့နင်းပိုင်ရင်ကမရိုက်ဘူး။မရက်ချင်လဲနေဆိုပြီးတော့ဘဲဓာတ်ပုံမှာမှသူတို့နှစ်ယောက်အတူရိုက်ကူးထားတဲ့ပုံပါမလာခဲ့ပါဘူး။ဒီလိုမျိုးပွဲခန္ဓာကြီးကိုလုပ်ငန်းရှင်ကဖိတ်လို့တိုက်ခဲ့ရပေမဲ့ကလေးတွေရန်ဖြစ်ပြီးတော့စိတ်ကောက်နေတယ်လို့မျိုးမခေါ်နိုင်မပြောနိုင်အောင်ဖြစ်နေကြတာဖြစ်ပါတယ်။ လွမ်းမိုင်ကလည်းသူ့ရဲ့ကိစ္စဖြေရှင်းခဲ့ပြီးနောက်ပိုင်းနော်ဖော့ရထားရဲ့မကောင်းတာတွေကိုဖော်ထုတ်ခဲ့သလိုထထက်ကိုလည်းမေတ္တာကြွေးပြန်ဆက်ခဲ့ပြီးပါပြီ ဒါကြောင့်သူမနဲ့တရားဝင်တွေ့ဖို့အတွက်အနန်းဆွေဒီဆိုကတော့စောင့်ဆိုင်နေပေမယ့်လွမ်းပိုင်ကတော့အခုချိန်ထိဘာမှမသိတယ်လို့ဝယ်နေနေရဖြစ်ပါတယ်။နောက်ထပ်ဖြစ်နိုင်ခြေတစ်ခုကတော့လွမ်းပိုင်ကနောက်ထပ်ဖြစ်နိုင်ခြေတစ်ခုကတော့လွမ်းပိုင်ကနော်ဖဲရတာဆိုပြီးပြောယုံတာပြောခဲ့တာမဟုတ်ပေ။နှစ်ယောက်သားနန်းနေကြတဲ့ဗီဒီယိုဖိုင်ကြီးကိုလည်းနန်းဆွေဒီဆိုကတိတ်တိတ်ကလေးဖြန့်လိုက်တာဖြစ်နိုင်ပါတယ်။ဒါကြောင့်နှစ်ယောက်စလုံးကတော့တယောက်နဲ့တယောက်အပြန်အလှန်အဖြစ်တွေမြင်ကြပြီးတော့စိတ်ကောက်နေကြရင်းနဲ့အခုလိုကံတွေမဆက်မခေါ်မပြောတဲ့ဘဝကိုရောက်ရှိသွားခဲ့ရဖြစ်ပါတယ်။ ကြည့်ရှုနေကြတဲ့ပရိသတ်ကြီးတို့ရောဒီလိုမျိုးဝေးကွာနေပြီးတော့မခေါ်နိုင်မပြောနိုင်ဖြစ်နေကြတဲ့သူတို့နှစ်ယောက်ကိုဘလိုမျိုးပြန်ဆင်ပြန်အောင်လုပ်ပေးရင်ကောင်းမယ်လို့ထင်ကြပါသလဲရှင်အစောင်းနေ့ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရစေရှင်